မင်းတို့ပြောတော့ငါက PDF လို့တော့ပြောတယ်ဒါပေမဲ့ PDF တွေကိုတုတ်တင်ခြေမုံနေတယ်ဒီမှာမြင်းကြံကနော်နိုင်ငံနဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတယ်မတိတာယူမုံနဲ့ငါလည်းနှစ်ယောက်တူတူရှိနေတယ်နော်ဒါပေမဲ့ဒါကပေါ့ကိုတော်ကနော်မတိတာယူမုံပေါ်မှာအဲဒီပြည်သူစစ်တွေအဲအတွက်နော်လူတန်းမှုလေးတစ်ခုကိုငါလာပြီးတော့မှ ဟိုနဝကမလုတ်ပြီးတဲ့သဘောပဲပေါ့နော်လမ်းလမ်းကြောင်းပုံမှာအနေထားရငါသွားရဲ့လို့ငါလာလာဓမ္မကြီးလာတာမတ်တီတာယူမွန်နဲ့မြင်းချံခလောက်လာတယ်နော်အဲ့တော့ကျတော့လူဆိုတာကကိုယ်သမိုင်းကိုရေးတာကောင်းပါတယ်နော်ဘ누구သမိုင်းမှရေးတာမကောင်းဘူးနော်အဲ့တော့ကျတော့နိုင်ငံရဲ့လူမျိုးအတွက်တက်မတော်အတွက်အထောက်ပံ့ဖြစ်စေတဲ့ဓမ္မကြီးကိုမောင်နှမတွေစုံနေတာဖြစ်တယ်အားလုံးကိုကျေးဇူးထူးတင်ပါတယ် 那边个安哥哪里呢，安哥，安哥哥说，安哥哥说新平上亚那旮那里，地苦过冬顶啊。工人说在哪里？现在讲话的，现在哪里去嘛？那些熬了的，他们说熬夜的，明天可能哪里？老总我带队，要不要嘛、啊？走不动的，现在讲我讲，桂林也是干嘛？天天他，天天，天天他走，搞一开心过来，老总带队的，堆起身来，现在老总他比老一班的。 လာမရွေး၆စစ်တက်ကိုပို့မယ်လို့ပြောပါတယ်တော့ဒါမြေနေမှာရှိတရားတွေနော်ခင်ဗျားတို့ချစ်ချက်လုပ်ပါအောင်ဗျာအတိုင်းမျိုးတော့ခင်ဗျားတို့ဗျာလုံးရတယ်ကျွန်တော်တို့တိုင်းမျိုးနော်ခင်ဗျားတို့အောက်ကနော်အဲ့အရာကြီးကမြေပြင်မှာရှိတရားတွေပါနိုင်ငံတော်ဝင်ကြီးချုပ်ကြီးနဲ့ဘာတူချုပ်ကြီးနဲ့နော်နော်ဟိုမှာထွေအုပ်ဆိုရင်ဘယ်လိုခေါ်မလဲကျွန်တော်လည်းမခေါ်တယ်ဘူးထွေအုပ်ကြီးကလေးနော်အဲ့လိုမျိုးတွေအောက်မှာအများကြီးပါခင်ဗျာနော်အဲ့ဒါတက်မတော်လည်းတိတ်ခါကြပါလေနော်တက်မတော်ရဲ့ဂုံတိတ်ကလည်းညှိုးနှိုင်းတယ်လို့တက်မတော်သားနော်နိုင်ငံရေးလူမျိုးကာကွယ်နေတဲ့တယောက်ချင်းစီတိုင်းရဲ့တက်မတော်သားရဲ့ဂုဏ်သိက္ခာကိုအရန်ကိုကြားစင်းပါလေခင်ဗျ။နောက်ပြည်သူတွေတက်မတော်ကိုအမျိုးမျိုးပြောင်းလို့ခု ။အုတ်ကြီးတွေနဲ့ပေါင်းလိုက်။အရဲတွေနဲ့ပေါင်းလိုက်စစ်သားရဲ့ပါလာပြည်သူတွေအလိုတွေမှမတူတိုင်းပြည်ရ။နောက်အခုကျွန်တော်ကတော့ဒါသတင်းပေးဖို့တဲ့တဲ့ကိုတော့ပေါ်တင်ပြောတာ။မကန်တော့ဘူး။မင်းတို့ကြာဆုံးသွားပြီ။မင်းတို့ဝင်လာကြည့်လိုက်လေမယုံဘူး။မင်းတို့မန္တလေးတဲတို့ကလို့မင်းတို့ PDM တည်။မင်းတို့နားပါလေ။ကျမတို့မင်းတို့တရင်ပြေးတော့မှနောက်ဆုံးတရင်မပြေးတော့ငါ့ကိုပြေးမယ်။နော်ငါ့ကိုလာပြေးမှနိုင်ငံတော်စပီကာကနိုင်ငံတော်စပီကာမဟုတ်နိုင်ငံတော်အတွက်နော်ငါရဲ့ပါငါ့ပါရင်ငါခံယူပြီးတော့ငါစပီကာလုပ်နေတာ။ငါတို့နိုင်ငံငါတို့လူမျိုးအေဂျင့်စီချင်းနဲ့ငါတို့တပ်မတော်သားတွေကိုပြည်သူ့အားကိုလည်းတပ်မတော်တွေကပေါ်ထွက်စေချင်းနဲ့တပ်မတော်စစ်တီမိသားစုကအားကိုရတဲ့အဆင့်တဲရောအဆင့်ဆင့်ကဲတော့ နော်စစ်တပ်မှာတာဝန်ထမ်းဆောင်တဲ့နော်ယာရုအစင်းအလိုက်နဲ့ခေါင်းဆောင်ခေါင်းတွေပေါ်ထွက်စေခြင်းနော်အဲ့တော့အဲ့ဒါတွေကိုပြောတဲ့ဝင်ကြီးဌာနတအောင်မှာလုံနေတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနော်အခုအဲ့မြေသေးကိစ္စလည်းမတားမီရှင်းရမယ်ပြင်ဦးလည်းမအဲ့ဒီထုံးဖို့နော်ထုံးဖို့ကိစ္စတမနာကြီးဦးသိန်းစိန်ကိုတိုင်းနော်လွတ်တော်ထဲမှာပြန်ပြီးတော့မှပေးထားတဲ့ဟာကိုနော်တိုင်းမှုနဲ့ပိုင်တယ်ဆိုပြီးတော့မှနော်တိုင်းမှုဆိုတာကြာခဲ့ပြီဟိုရင်ကတိုင်းမှုနဲ့ပိုင်တယ်တိုင်းမှုအမျိုးသမီးနဲ့ပိုင်တယ်ဆိုပြီးတော့မှနော်မြေသေးရောခရိုင်ဦးသိန်းမှုကိုတိုင်းအဲ့ခရိုင်မှုဦးသိန်းမှုရဲ့နာမည်လည်းတိတယ်မတော်သေးဘူးနော်နော်တခါလည်းခင်ဗျားတို့ခင်ဗျားတို့ပြည်သူလူထုကိုရှောင်မလုံးနဲ့နော်အေး ်ကျောကအမှန်တရားဘက်ကရက်တည်ပြီးမှအဲ့ဒါနောက်စာရဲစာရန်အနေနဲ့လွတ်တော်တဲ့အနေပြီးတော့မှပြန်ပြီးတော့မှပေးခိုင်းတာကိုခရံရှိတယ်ဆိုပြီးတော့လူပါဝကနေတိုင်းထုံးဖို့ထုံးဖို့အခုဒီနေ့မှာကျန်သေးရဟိုအဲ့အုတ်ကြီးကအုတ်ကြီးကသူဖြစ်တာခုနလပဲရှိသေးတယ်အဲ့အုတ်ကြီးဘာမှမသိဘူးအရင်အုတ်ကြီးတွေလုတ်သွားတာနော်အဲ့အုတ်ကြီးတွေပဲလက်မထိုးပြီးရောင်းသားတာပြီးတော့ပြည်သူတို့တစ်ဖက်နဲ့ဘဒူပိုင်းငါးရဘဒူငါးဥပိုင်းအကွက်ပါဆိုပြီးခရံနေလုတ်သွားတာမြေကြီးခရံခရံဦးစီးမှုကကိုယ်တိုင်ကိုလုတ်ပေးတာလေနော်အေးခမတို့တွေ့မယ်နော်ကျောက်ပစ္စည်းတွေမှာရောက်လာတော့သူကအမှန်တော်ကျောက်အကုန်ကျောင်းပါအကုန်ကျောင်းပါတော့ဘာလို့ပြောရလဲဒီလားဘာကကျောက်ကြီးဘာဒူကျောက်ကြီး နိုင်ငံတော်အစစ်အစစ်မှာတာဝန်ထမ်းဆောင်နေတဲ့ဌာနခါရဝင်ကြီးတွေကိုကျွန်တော်ကအထောက်အကူပြုပေးတာအမှန်တရားကိုပေါ်ဆောင်ပေးတာနော်အခုမန္တလေးမှာလည်းတခုအဲ့လိုမျိုးနော်ငွေနိုင်တော့ငွေရိုးပေးသားတဲ့မိန်းမတစ်ယောက်ကနော်မြေခွက်တွေကိုအဲ့မှာလုံနေတာလုံနေတာနော်အဲ့မှာဝင်ကြီးချုပ်ကြီးအဘအဘဦးမျိုးအောင်ကြီးတောင်လဲနော်ပြောရအောင်မယ်ပြောလို့မရရင်လိုင်းပေါ်တက်အောင်မယ်နော်မင်းတို့အမှန်တရားကိုငွေနဲ့အကုန်လုံးမင်းတို့တိမ့်ထုံးပြီးတော့ဖျက်ဆီးပလိုက်နော်မင်းတို့ဝင်တန်းဆုပ်ဝင်တန်းပဲ့တယ်ငါပြောပြအနာရှိဆက်လို့ပြောပြတာဝင်တန်းဆုပ်ဝင်တန်းပဲ့တယ်ဘာမှမပြောအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့ပကံဟောတဲ့ကိုတီတာယုမူခေါ်တီးခဲ့တဲ့အာကြီးရုတ်တန်နဲ့အတူငလင်ပြက်လက်ထူထောင်ရေးအတွက်ဆိုပြီးစစ်ကောင်စီကအပြည့်ရဲတလားထက်တိုးလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးလိုက်ပါတယ်။ငလင်တန်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အစိုးရယုံလူနေအိမ်လမ်းပန်းဆက်သွယ်ရေးတွေကိုပြန်လည်တိစောက်ဖို့နဲ့ပြန်လည်ထူထောင်ရေးလုပ်ဖို့အပြည့်ရဲတပ်တန်းကိုနောက်တလားတိုးလိုက်တယ်လို့စစ်ကောင်စီကကြေညာလာပါတယ်။ မေ6ရက်ကနေ31ရက်အထိယာယီအပြည့်ရက်ကာလထပ်မံတိုးမြင့်လိုက်တဲ့အကြောင်းစစ်ကောင်စီကဒီနေ့မှထုတ်ပြန်တာဖြစ်ပါတယ်။စစ်ကောင်စီဟာမလ28ရက်ငလင်းလုတ်ပြီးတဲ့နောက်မှာအခုဒီတကြိမ်ဟာ၃ကြိမ်မြောက်တက်တန်းတိုးတာဖြစ်ပါတယ်။ပထမတကြိမ်ကိုဧပြီ2ရက်ကနေ22ရက်မှာတကြိမ်ဒုတိယတကြိမ်ကိုဧပြီ23ရက်နေ့30အထိတကြိမ်တိုးခဲ့တာပါ။ ဒါပေမဲ့စည်ရေးလှူရှာမှုတွေရှိရင်တုတ်ပြန်သွားမယ်လို့စစ်ကောင်စီကပြောပါတယ်စစ်ကောင်စီကအပြည့်ရဲ့ညင်ညာထားပေမဲ့ကြာကရင်မီဒေတာအပါအဝင်စည်ရေးပြင်းထန်တဲ့ဒေတာတွေမှာစည်ရေးလှူရှာတာတွေရှိနေတယ်လို့သိရပါတယ်စစ်ကောင်စီပြောခွင့်ရကတော့တောင်းတက်က နောင်ချုံမျိုးနယ်ထဲမှာအေအေကကြောက်ဖြူမှာကရင်မီအမျိုးသားများကကွယ်ရေးတပ်ကလွိုင်းကုန်မှာဒရုန်းနဲ့ပုံချတာတိုက်ခိုက်တာတွေရှိတယ်လို့ဆိုပြီးပြီးခဲ့တဲ့သတင်းပတ်တွေအတွင်းပြောထားမှုပါတယ် ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး BBC ကတီးခြားအတည်မပြုနိုင်ပါဘူး။တစ်ဖက်မှာတော့စစ်ကောင်စီဟာဧပြီလလုံးမှာလေကြောင်းတိုက်ခိုက်မှု244ကျင်းပလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်အရက်သား200တဦးသေဆုံးတာနောက်ထပ်အယောက်300ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ညလင်းတစ်တုတေသနာအဖွဲ့ရဲ့အချက်လက်ကဖော်ပြပါဗျ။ချုပ်တယ်ဘုံမှုချုပ်တယ်နော်အင်းဒိပိုင်24ရက်လောက်လူတွေနော်ဘုံမှုကြီးတွေအများကြီးရှိတယ်အဲဒုံမှု24မှာ အဲ့ဒါကိုဒီနေစည်းယုံကခရိုင်ဦးစည်းမှုနဲ့တော့ကြာခဲ့ပြီကြာခဲ့ပြီဒီမှာအထောက်ထားရတဲ့အကုန်ရှိတယ်နော်ကျွန်တော်ကပြည်သူလူထုရဲ့အမှန်တရားကိုကာဝေးဦးစည်းချုပ်နဲ့ဘာသူချုပ်ကြီးလို့အထက်ကအကြီးကဲတွေဗိုလ်ချုပ်ကြီးတွေဌာနဆိုင်ရာအကြီးကဲတွေဝန်ထမ်းဌာနတွေအကြီးကဲတွေသိအောင်ကျွန်တော်ကအထောက်အကူပြုနေတာနော်ကျွန်တော်တို့ကဟေးဆိုရပါလို့လူကြီးတယောက်ကတပည့်မွေးလိုက်တယ်အဲ့ဒီတပည့်ကလူကြီးကိုပတ်စံရှာပေးတဲ့တပည့်ဖြစ်ရင်အဲ့ဒီလူကြီးကခွေးဖြစ်ပြီ ူမွေးလိုက်တဲ့တပည့်ကပြည်သူနဲ့အစိုးရနဲ့ချားမှာတမန်တမန်ကြကြနဲ့တောင်ကူတရားလေးလုပ်ပေးပြီးတော့မှစားတင်တာကိုစားဝါးတင်တာကိုဝါကိုပြည်သူလူလူပြန်ပြီးတော့ကြီးကြီးဆောင်းဆောင်းတင်တာကိုကြီးကြီးဆောင်းဆောင်းအဲ့ဒါဆိုရင်အဲ့ဒီလူကြီးကသူစားရဲ့အရာတာကအစီအစိမ့်ဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့မွေးလာတဲ့တပည့်ကအောက်ကပြည်သူလူလူကိုနင်းကျင်တိုင်းနဲ့ချားကျင်တိုင်းချနင်းပြီးတော့မှအဲ့ဒီပြည်သူလူထုရဲ့ပိုင်ဆိုင်မှုကိုမတိချိုးတော့နဲ့မအောင်ပိုင်ခွင့်ရှိတယ်ကွာဆိုပြီးတော့မှကိုယ့်ရဲ့ဆရာသမားကို ငွေချာပေးနေတာကိုမပြောဘဲနဲ့ငွေပဲယူနေတဲ့ဆရာသမားနဲ့သွားတွေ့ရင်အဲ့ဒီအဲ့ဒါ90ရာခိုင်နှုန်းပြတ်နော်90ရာခိုင်နှုန်းပြတ်တယ်အဲ့ဒါတော့မရဘူးအုတ်ကြီးဒါအမတ်တရားဘက်ကဒါအုတ်ကြီးဟုတ်တယ်အမတ်တရားအမတ်တရားလူကနေပြီးတော့မှရော့အကိုကျေးဇူးတင်လိုက်တာဂါရဝပြုလိုက်တာဥပမာတခုပေါ့အကိုအတွက်ရောပတ်စံ30ဆိုရင်ဟောဟုတ်ပြီအမတ်တရားကိုကိုကပြောပေးတဲ့အတွက်ဥပမာဥပမာကိုပြောတာနော်ဒီလူကြီးနဲ့ဒီတီတူနဲ့ကြားမှာလူကြီးမွေးထားတဲ့တပည့်ကအမတ်တရားရဲ့ပြည်သူအချင်းမှာ အမှန်တရားကိုပဲကောင်းကောင်းမွန်မွန်တရားစက်ပြောတဲ့အတွက်နော်အခုမှတကူသူတို့ကသူတို့ပေးခြင်းတော်ပေးတာဒါ7သိန်းရရောလူကြီးတို့9သိန်းပေးလိုက်အဲ့ဒီဥစ္စာစေတနာသေးလို့ခေါ်တယ်ကျွေတဲ့အတီးကိုစားတယ်လို့ခေါ်တယ်နော်အဲ့တော့တော့ကိုစားတဲ့ခမင်းကမိခဲလို့မပူလောင်ဘူးနော်မပူလောင်ဘူးကိုဝါးခြင်းသူတို့ဝါးလိုက်နော်တွားကြချက်တွေတော့မှအစာအဆိုင်ဖြစ်တယ်အစီအဆိုင်ဖြစ်တယ်နော်ပြောချင်တာအဲ့ဒီနိုင်ငံကိုဒီလိုပြုပြင်စေခြင်းလို့ဒီလိုအမှန်တရားနဲ့ပြည်သူလူထုကိုဆောင်ရွက်တဲ့အစိုးရတရားနဲ့ပို့ထုတ်စေခြင်းနဲ့မှန်မှန်ကန်ကန်နဲ့ဖြစ်စေခြင်းနဲ့ တက်မလို့ရဲမှာလေအစင်းစင်းအစင်းစင်းနော်ရဲဘော်ကနေဒုတက်ကြကျွန်တော်ပြောပြီးပြီတက်ချက်တက်ချက်ကြီးတန်းတောက်စီကျူဒုရာကံဘူပြီးဒုရာကံဘူထဲမှာမှာအာရကျူမော်တော်ရင်မှုနော်ရုံးဟုတ်ကြီးအာရဆန်အဲ့ရနေတစ်စက်ပြန်နှောင်းရာရှိပြီအာရဆန်ကတော့ဟာပေါ့ဒါအာရဆန်ကဒီဘက်ကကော်မရှင်နဲ့ဆိုပြန်နှောင်းဝင်ရာရှိဖြစ်တာဟုတ်အဲ့လိုလူတွေအကျင့်ဆိုင်ရာတောင်းပေါင်းတဲ့လူတွေပေါ်တော့လာပြီးတော့ပေါ်တော့လာရင်တက်မလို့ပြီးသူအားကိုအကူမှာဟာတက်မလို့ကလူတွေကမှန်တယ်နော်တက်မလို့နဲ့ပတ်သက်တဲ့အတိုင်းဝိုင်းရလူတွေကနော်ပြည်သူလူထုပေါ်ကိုပြန်လဲဆောင်ကြောက်ပေးတယ် ဟင်ထားတယ်လို့မဟုတ်ဘူးကိုယ့်ရဲ့နှုတ်ရည်ကံရည်တော့တက်မတော်ရဲ့ကုံတိတ်ကတက်ပါလိတက်မတော်ကုံတိတ်ကမညှိုးနှွမ်းပါသေးနဲ့ကျွန်တော်ပြောပြီးပြီတက်မတော်သားတယောက်ချွေကနေတဲ့အရာလေချိန်နေတယ်ဒါပေမဲ့ချွေကနေတဲ့အိတ်တာကသူများကိုအနိုင်ကျင့်မတရားသဖြင့်လှုပ်ပြီးမှအိတ်တာနဲ့နော်သူများကပေးလို့ကမ်းလို့ရှင်းတယ်အိတ်တာနဲ့မတူဘူးဗျသူများကိုကောင်းကောင်းမမပေးကမ်းလို့အိတ်တဲ့ချွေကနေကကိုကိုယ်တိုင်အိတ်ရတာလေအရသာရှိတယ်အေးရဲဝါတယ်ပြိုလဲပြိုလဲသူများကမတရားရတာတရားရတာကိုယူထားပြီးတော့မှနော် ရွှေကနေကြီးနဲ့အိပ်ပြီးတော့မှငါဘယ်နေ့များဘာပြဿနာနာတက်မလဲနော်ငါပြည်သူပေါ်မှာတရားရည်လားနော်ပြည်သူလူထုရဲ့မဟုတ်တဲ့အကြောင်းရင်းတွေကိုလည်းဟိုကိုကမန္တရရဲ့အနေနဲ့အားလုံးကိုပြောပေးရမယ်ဟုတ်လားနော်အဲ့လိုမျိုးကြောင့်အဲ့လိုမျိုးတွေပြောမှရမှာအဲ့တော့ကြတော့အခုအခုရခိုင်ကိုကျဲတယ်ကျဲတယ်လုပ်တယ်အဲ့လိုမမကန်ကန်တင်ပြမယ်ပြောလိုက်တာတော့အဲရခိုင်ကိစ္စဒီဗမော်ကိစ္စကနေမမကန်ကန်တင်ပြရတဲ့အောက်ခြေကဂျူဝါမူးလို့တိုင်းမူးဂျူဝါမူးလို့ဂျီဝမ်ပေါ်ရဆက်စည်ဂျီဝမ်လို့ဂျူဝါမူးလို့ အဲဥမာဂျားထဲမှာအလဲလဲမှာလုံနေတိုင်းမှုတော့ကတော့ချောက်တင်ပြအောင်တင်ပြအောင်ကျွန်တော်တို့ကစစ်ကဒီလိုဖြစ်လို့မရတော့ဘူးဗျာနော်ကျွန်တော်တို့တိုင်းပြည်ကိုမမော်တွေ့တာလက်ပြီးဒီမှာရှမ်းမြောက်ကဒဇင်ကလေးအဖြစ်သွားပြီကျွန်တော်ပြောတာရှမ်းမြောက်ကပြီးဆုံးသွားပြီစုတ်တော့နမ်ဆန်မန်တုံဒီစုတ်ကျွန်တော်ပြောပြတာအပြောက်ချင်ရင်အကုန်ပြောက်လိုက်မယ်နော်ဟိုကလှုပ်မှာလှုပ်မှာနော်မတရားတော့မှာဒီဘက်မှာဟိုကမှာဟိုဒီ30ဘက်မှာနော်ဖိုင်တာလာပြီးတော့ဂျင်းသွားသေးတယ်နော်အဲ့တော့ကျွန်တော်ရှမ်းပြည်နယ်မြောက်ပိုင်းကသူ့ရာနဲ့သူနော်ဒီ LG လမ်းကြောင်းပေါ်မှာ သူကလည်းသူဆွေးနွေးပြီးအဆင်ပြေသွားမှာနော်ဒီတရားနာနေတဲ့ဘာကတော့ကြည့်ခင်ဗျာဘာတို့တို့ကြည့်ရှင်းလာပိုင်းတိုင်းပါလေလုံးမနေနဲ့အပြတ်ပြုတ်တော့ဆုံးတယ်ဒီကောင်းလေးဒီကောင်းလေးတိုင်းတိုင်းလူပါသွားတယ်တိုင်းတိုင်းလည်းနဲ့ကတောင်းချမ်းသူတပုံလူပါသွားတယ်နော်လူပါသွားတယ်အပြတ်ပြုတ်ဘာရှင်းလာပြီးဩဂတ်စတာတိုင်းပါမလို့နော်ကျွန်တော်ဒီလမ်းကြောင်းမြန်မြန်ပွေ့ပွေ့မှနားရေးမှာအပြတ်ပြုတ်လမ်းသမန်းတို့သွားမလားမသွားဘူးလားနှခုတစ်ခုမဲ့ပေးလိုက်မိုးကုတ်ဘယ်မှာသေးလဲရွှေလိုက်ပြရဲနောက်တော့တဲ့ကကူထဲမှာနေတာအကောင်းလေးနော်ဒီကောင်းလေးနေပါဆိုရင်မှာကြောက်ထွက်တူးတယ်မိုးကုတ်မှာရှိတဲ့ကြောက်ထွက်ရဲ့ပုံတူးတာနော်ဒီတရားနာနေတဲ့ PDF တွေနဲ့ နော်ဒီဘက်ကလက်ပံလာတို့ဒီကျွန်တော်ပြောတဲ့နွေယုံတို့ခြေတော့ပေါက်တို့ချောင်းကြီးတို့ဟုတ်လားအဲ့မှာသွားတာနော် PDF ကလည်းဘာမှမရှင်းနိုင်တော့ပြောမပြောမယ်နောက်ရ PDF ကြီးစရာကောင်းလို့နော်အဲ့တော့ကျွန်တော်အဲ့ဒီရွှေလိပ်ပြာရဲ့နောက်တော့ကြောက်ပြာကြီးတဲ့အောက်ကဂူတဲ့ဝင်ဝင်သွားတာအဲ့ကောင်တွေကနော်အဲ့ဒီရွှေလိပ်ပြာမှာလည်းအဲ့မှာလည်းနေလာနော်ကျွန်တော်ကရောဆက်တွေတိုင်းအောင်လေကျွန်တော်လာပြောနေကျွန်တော်မသိချင်ဘူးနော်တို့ရရချမ်းသာနေလို့ချင်းကျွန်တော်လူငါးပြီးတက်ခိုင်းလိုက်နော်ကျွန်တော်ကတော့ပြောပါပဲချမ်းသာတာမချမ်းသာတာကျွန်တော်တို့အတိုင်းပြီကိုဖြည့်ဆည်းနေတဲ့ နော်တပုံးတကြွေတပုံးလေးဒီတရားနယ်လေးကျမ်းပတ်လက်နဲ့ခိုင်ကောင်းချမ်းသူတွေပီရိယတွေကိုဒီတထေးတထေးတကြွေတွေကထောက်ဖို့နေတယ်ဆိုရင်သူတို့လည်းထောက်ဖို့ပဲနော်သူတို့လည်းထောက်ဖို့အဲ့တို့တိုင်းပြည်ပြည်ရဲ့လူတွေမှာပါတယ်နော်ခဏတော့အခုမြန်မာပြည်အလဲပိုင်းထဲမှာရှိတဲ့တထေးတွေနော်ခဏတော့ဒီဒီဒီကာလာထဲမှာပေါ့နော်2020ကခဏတော့တုတ်တုတ်ကုန်သိတယ်နော်ခဏတော့တထေးလိုနေပြီးတော့မှတစ်ဖက်နော်နိုင်ငံပြတ်တိုင်းပြည်ပြတ်မဲ့အခွင့်အရေးကြီးကိုခဏတော့ထောက်ပံ့တာတွေထောက်ပံ့မှုလုပ်တာတွေတမတော်ပျော်လဲသွားစေရင်အောင်လုပ်တဲ့ခဏတော့တထေးတို့ကြွေတွေရှိတယ် ်ခင်ဗျားတို့တာသမီတွေကိုခင်ဗျားတို့စစ်တပ်ကလုံတိုင်းချမ်းသာတယ်ဆိုရင်ခင်ဗျားတို့စစ်တပ်တွေထဲကြည့်လိုက်အဲ့ဒါဆိုရင်ခင်ဗျားတို့ဖာလာနာလာကွဲသွားမယ်နော်စစ်တပ်တွေတော့ဝင်နေတူတန်းချမ်းသာတာမဟုတ်ဘူးခင်ဗျားတို့သိနေတာလေနော်ခင်ဗျားတို့အဲ့ဝလုံးချိန်နဲ့ကြီးတော့ပြီးတော့လာမယ်ရန်နဲ့နော်အေးခင်ဗျားတို့အဲ့လိုပေးပေါင်းပြီးတော့ရတော့ခင်ဗျားတို့ကပေးတယ်နော်တက်မလို့တချို့တော့လုံးပိုင်မရှိတဲ့လူတွေကိုပေးပြီးတော့ကွဲရမှာစောင့်ကြည့်တော့တယ်တက်မလို့ရဲ့သိခါကိုခင်ဗျားတို့ပဲချတာ တို့မှကြတာမဟုတ်ခင်ဗျားတို့လောက်ပိုင်ခွင့်ရဖို့ပတ်စံပေးပြီးခင်ဗျားတို့ကြွက်ရမှာငါတို့ဘယ်လောက်ပေးရတယ်လို့ဘာဖြစ်တယ်လို့ညာပြောအဲ့တော့တက်မှာတော့ဘိုလ်မူကြီးတွေနော်ဘိုလ်မူကြီးတွေဘိုလ်မူချုပ်တွေဘိုလ်ချုပ်တွေလည်းနော်အဲ့လိုငွေကျေးစီးပွားနဲ့ကုန်တယ်ပွဲစားတွေနော်အခုလိုမျိုးချွေတိုင်းပိုင်ရှင်တွေလုပ်ငန်းရှင်တွေမပေါင်းပါနဲ့နော်ကိုပကုန်းပေါ်မှာတင်ထားတဲ့တင်ထားတဲ့အပွင့်တွေကနော်ဘိုလ်မူချုပ်တို့ဘိုလ်ချုပ်တို့တော်တယ်လို့အလကားရလာတာမဟုတ်ဘူးဆိုရင်အဲ့လိုစီးပွားရေးလုပ်ငန်းရှင်တွေကုန်တယ်တွေနဲ့မပေါင်းပါနဲ့အဲ့ဒီလူတွေကပဲဘိုလ်ချုပ်တို့ဘိုလ်ချုပ်ကြီးတို့ရဲ့နာမည်တွေကိုဖျက်တာဖြစ်ပါတယ် ို့လိုမျိုးစီးပွားရေးလုပ်ငန်းဆိုဆိုအခွင့်အရေးတာပေးလိုက်တာ။ကွဲရမှာသူတို့ပြောတဲ့စကားနော်စစ်ကွေးတွေပတ်သက်ဘလောက်ပေးလိုက်ရပါတယ်ကွာ။သူပါသူဘုံမကြုံမကလို့ဘိုးချုပ်ဖြစ်ဖြစ်ဟောက်ကူတတ်တယ်မလို့ရအောင်။သွားပေးလိုက်ရကွဲရမှာဒီကောင်တွေပဲပြောတာ။ဒီကောင်တွေပဲပြောတာစီးပွားရေးလုပ်ငန်းချက်တော်တော်များများအတိုင်းပြောတာ။နော်ရှင်းပါတော့အဖအဘိုးချုပ်အဘိုးချုပ်ကြီးငါပြောတာကွဲရရင်ဒီကောင်တွေပြောတာ။နော်အဲ့လိုလူမျိုးတွေမပေါင်းနဲ့ဘိုးချုပ်ကြီးတို့ခင်ဗျဘိုးချုပ်ကြီးတို့ဘိုးချုပ်တို့နော်အစိုးလာချော်ပေးမယ်တိုင်းပြည်ကောင်းအောင်လို့ဖက်နယ်လာတိုက်ပေးမယ်ဗျာနော် ကျွန်တော်တို့တက်မတော်ရဲ့ဂုံသိက်ကညှိုးနှောင်းအောင်တော့ဟဲ့တက်မတော်သားမှမလုပ်ပါနဲ့လို့ကျွန်တော်တို့ကဒီနေရာကြီးပြောချင်တာကျွန်တော်တို့တက်မတော်သားတက်မတော်တရားလုံးရဲ့ဂုံသိက်ကညှိုးနှောင်းအောင်လုပ်နေတာကဒီလိုဝိသမလောဘသားတွေနော်အဲ့လိုဝိသမလောဘသားတွေကကျွန်တော်တို့ရဲ့တက်မတော်ကနော်ဘုံမှုချုပ်တွေဘိုလ်ချုပ်တွေရဲ့ပကုံးဘဝအပွင့်တွေကိုသူတို့ကဖျက်ဆီးတာနော်သူတို့ဖျက်ဆီးတာနော်အဲ့ဒါလေအားလုံးသိကြတာပါကျွန်တော်လည်းဒီလောက်ပြောရင်သဘောပေါက်ပါတယ်ဟုတ်လားသူတို့ပဲဖျက်ဆီးတာအဲ့စီးပွားရေးလုပ်ငန်းရှင်တွေဖျက်ဆီးတာနော်ကွယ်ရမှာခွေးတော်တော်ပြောခဲ့ပါ ခွေးတော်တော်ပြောပြောခါကျွန်တော်မခံနိုင်ဘူးကျွန်တော်တို့ကစစ်တပ်ကစစ်ဝေးဖို့ထားတဲ့ရဲဘော်တော်ကျွန်တော်ပြည်သူစစ်တော်မှာကျွန်တော်ပြောမခံနိုင်ဘူးကျွန်တော်တို့တပ်ဗတော်အဲ့လိုမျိုးဟိုဘော်တော်အဲ့လိုကြွေရမှာပတ်သက်ရှိတယ်အဲ့လိုမျိုးငါပြောပြီးရေးဆိုရင်ကျွန်တော်တို့ကကြောင်းရင်ပြောမယ်ဗျာကျွန်တော်တို့ပြောတယ်ဆိုတာချစ်လို့ပြောတာနော်ကျွန်တော်တို့ကဘာခွင့်ရမှလည်းမရှိဘူးနော်ဘာခွင့်ရမှလည်းမတောင်းဘူးဘာမှလည်းလာပြီးတော့မပြောဘူးနော်အေးပေးကမ်းပြီးတော့မှကိုယ်ပေးကမ်းပြီးလောက်သွားတဲ့လူပြန်လဲကိုယ့်အကြောင်းကိုပြောတာကြွေရမှာပြောတာအဲ့တော့ကျွန်တော်တို့တပ်ဗတော်ကတချို့သောအရာတွေကဒူးတော့လက်မြောက်ခဲရတဲ့နေရာတွေရှိတယ်အဲ့လိုမျိုးနော်အဲ့တော့အခု ်ပီဒီအာတွေကပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပီဒီအာတွေကတို့ကနော်ပီဒီအာတွေကြောင့်မပြောရင်ဒီတင်းလေးရင်ပြောလိုက်မယ်ဗျကျောင်းကြီးတို့ရဲ့အညာအုပ်စုကျေးရွာတွင်တောင်းချမ်းသူ200ခန့်အခြေပြုနေကြောင်းရှင်လဲမှာရွာကြီးအင်းအထွက်တရာဤမြောက်ဘက်နေရာတဲတလုံးသားတွင်လက်နက်ကြီးများဆင်ထား၍ရခိုင်များအပါဝင်အင်းအား900ကျော်အခြေပြုနေကြောင်းရေလဲမှာရွာကြီးအင်းလမ်းတလျှောက်တွင်လဲတဲ့တောင်းချမ်းသူအင်းအား300ကျော်ရှိကြောင်းစုစုပေါင်းအင်းအား1000ကျော်စုဖွဲ့ထားပြီးကျောင်းကြီးရတိုက်ခိုက်ရန် ဖြစ်နိုင်ကြောင်းမိမိအမှန်ကန်မှအတည်ပြုဖို့လာမှုဟာသိရှိနိုင်ပါရဲ့ပြင်ပြအပ်ပါတယ်တော့ဒီသတင်းတွေကမှန်တယ်နော်ဒါမှမြေပုံညိုးအနေနဲ့လာတာလားတန်ပေါ်တောင်အညွန်းပါ PDF ခေါင်းဆောင်မိုးချိုးတဲ့အခွင့်ရောက်ရှိခိုးအောင်နေကြောင်းနဲ့နော်ဒါကျွန်တော်အထက်တွေကိုတော့ပို့ပြီးပြီပေါ့နော်ပို့ပြီးသွားပြီနောက်တစ်ခုကဒီပြည်သူစစ်မှုတန်းပေါ့နော်ပြည်သူစစ်မှုတန်းကဘာကဘယ်ရလဲဆိုတော့ PR တိုင်းอ่ะနော်ဒီမှာလဲထည့် online မှာကျွန်တော်လဲ TikTok account နေနေပြီနော် TikTok account အမှ Facebook မှာနေပေးနေပြီကျွန်တော်ပေးနေတော့ကျွန်တော် TikTok တိတ်မတင်ရဲကောင်ဓာတ်ပုံနေနေတင်နေတာ ။အေယာဝတီတိုင်းဒနုမြို့မြို့ကပါအကိုတဲ့။အေယာဝတီတိုင်းဒနုမြို့မြို့73ရက်ကကအုတ်ကြီးဖိုးတို့ကိုကြော်ကြော်ဦး။တော်တော်မရိုင်းနေပါလေတဲ့။73ရက်ကတည်းကဒေါ်မြအေးရဲ့သားဂျပန်ကြီးကိုဖြိုးကိုကိုဟိုအုတ်ကြီးတို့အုတ်ကြီးဖိုးတို့ကမာနေခဏလိုက်ခဲ့ဆိုပြီးခေါ်သွားတယ်တဲ့။စစ်မှုထမ်းရန်နဲ့စစ်မှုထမ်းရန်နေတိုးရွာကလူအခက်ခဲဖြစ်နေတဲ့အတွက်အုတ်ကြီးဖိုးတို့နဲ့အဖွဲ့ဝင်များက1ဦးဆန်းဦး2ကလားချက်ပြီး3ကလားသိအောင်ဟာကလားအသိကလားတွေပြီးဟာ။လေကိုခင်ဝေတို့ကဓနုမြို့ထွေအောင်ရုံးကို ရုံးကဒေါ်တိုးတိုးနဲ့ပေါင်းပြီးဒေါ်မြာရွေးတဲ့ဒါဂျပန်ကြီးကိုဖြိုးကိုကိုနဲ့ဖြိုးကိုကိုကိုတဲ့နှဲချိုးရွာကိုစစ်မှုထမ်းရန်ငွေကျပ်380နဲ့ရောင်းစားခဲ့ပါတယ်တဲ့။ကာယကံကြီးဒေါ်မြာအေးကိုပြောပြတာကတော့73ရက်ကွက်မဲပေါက်လို့စစ်မှုထမ်းလိုက်ရတယ်လို့အုပ်ကြီးဘုတ်တော့ကလည်းလည်းပြောဆိုခဲ့ပါတယ်တဲ့။ဒေါ်မြာအေးကတားစုံနဲ့လိုက်လံစုံစမ်းတဲ့အခါနှဲချိုးရွာကိုသူ့သားကိုရောင်းစားတာကိုသိတော့ဓနုပြူမျိုးထွေအောင်ရုံးကိုသွားရောက်တိုင်ကြားခဲ့တယ်တဲ့။ထွေအောင်ရုံးကတာဝန်ယူမှုမရှိဘဲ အုတ်ကြီးဖို့တုံနဲ့ရှင်းဆိုပြီးခေါင်းဆောင်ခဲ့ပါတယ်တဲ့ဒေါ်မြအေးကမတရားခံရတာမကျေနပ်လို့မအူဝင်ခရံရုံးကိုသွားရောက်တိုင်ကြခဲ့ပါတယ်တဲ့ခရံရုံးကလာရောက်စစ်ဆေးခဲ့ပါတယ်အထက်လူကြီးတွေပြန်သွားတော့ဒေါ်မြအေးကိုအုတ်ကြီးဖို့တုံအဖွဲ့ဝင်တိဖြစ်တဲ့ဦးဆန်းဦးကဝေချက်သိတရားပေးတယ်ဒီအမှုကိုပိတ်ပေးပါကျေအေးပေးဖို့ဖီအားဝိုင်းပေးနေကြတယ်ကိုဖုံးနဲ့နော်အဲ့ဒါအမှန်နေနော်အဲ့ဒါစစ်မှုထမ်းကလည်းတော်တော်ဆိုးတယ်အဲ့ဖို့တုံအကြောင်းပြန်လာမယ်ဖို့တုံအကြောင်းပဲတောက်ချောက်ပြောမယ်လာနေဦးကျန်တဲ့တနေ့နောက်မှပြောမယ် ဒေါ်မြာကြီးရဲ့အသက်က90ပဲရှိပါလေတဲ့မုတ်ဆိုးမှာပါတဲ့တားနှစ်ယောက်ရှိပါလေတဲ့တားကြီးကောင်ကသူ့ဝင်သူ့ဝါဒနာနဲ့စစ်တပ်ထဲဝင်ခဲ့တာ23နှစ်ရှိပါပြီတဲ့ရှေ့တန်းမှာကြာလာတော့7နှစ်လောက်ရှိပြီတဲ့ဂျပန်ကြီးကတားငယ်ကောင်ပါတဲ့တားမိနှစ်ယောက်တည်းနေရတာအကိုတဲ့ဒေါ်မြာကြီးကရက်ွက်ထဲမှာအနှိတ်အနင်းလိုက်လို့စားရတဲ့အဖွားကြီးပါတဲ့နေရတာတော့ကျူးကျော်လေးနဲ့အိမ်သေးသေးလေးနဲ့နေရတဲ့တားမိပါတဲ့စေရလိုဥပဒေမရှိလှုပ်ရှားနေတဲ့ဓနုပြူမျိုးထွေအုပ်ယုံကဒေါ်တိုးတိုးနဲ့အုတ်ကြီးဖိုးတုတ်တို့အဖွဲဝင်တွေအဖွဲတွေကိုတဲ့ ဥပဒေရရေးယူပေးပါရန်လို့တိုင်းခရိုင်နဲ့ကလူကြီးများသိအောင်ကိုဘုံကူညီပေးပါတော့တဲ့အားကိုးပါလေကိုကောင်ချမ်းသာပါစေတဲ့ရက်ွက်ထဲမှာလည်းတိုင်းအိမ်တော်ကိုစစ်မှုထမ်းအသက်ပြည့်သူတယောက်ရှိရင်၅တောင်းတိုင်းအိမ်တော်မှာ၂ယောက်ရှိရင်တသိန်းကောက်ခံပါတယ်တဲ့ဒါကနှစ်လပိုင်း28ရက်နေ့2025လိုက်လံကောက်ခံခဲ့တာတဲ့စစ်မှုထမ်းတောက်ထောက်ပံ့ခြင်းဆိုပြီးတောင်းခဲ့တာတဲ့အခုတခါဒေါ်မြာကြီးရဲ့သားအတွက်ဆိုပြီးတိုင်းအိမ်ကိုတထောင်စီတောင်းခဲ့ပါတယ်တဲ့ စစ်မှုထမ်းနှစ်လပိုင်း28 2025မှာကောက်ကန်ခဲ့တဲ့ငွေ350လဲပဲဘယ်ရောက်သွားလဲမသိဘူးတဲ့လေးလပိုင်းမှာ27ရက်2025စစ်မှုထမ်းအတွက်ဆိုတက်အိမ်ကိုတောင်းတက်ကောက်တယ်တဲ့ကာယကံရှင်ဒေါ်မြအေးတို့တားမိတပြားမှမရခဲ့ပါဘူးတဲ့ဂျပန်ကြီးကိုရောင်းစားတဲ့ငွေက380တဲ့73ရက်ွက်ထဲမှာအရမတောင်းတဲ့ငွေက150ကတစ်ဖြက်တဲ့တက်အိမ်ကိုတစ်တောင်းကနေအိမ်ချင်း436လုံးရှိတယ်တဲ့အုပ်ကြီးဖိုးထုတ်တို့အဖွဲ့က3သီးသားဖြစ်နေပြီး ကိုဘုံနဲ့သူတို့ကတော့ KDB တွေကတောက်စားပျော်ပါနေပြီဖိုးတို့ကမရင်ငယ်နဲ့ KDB မှာဒီငွေတွေနဲ့အမုန်းကဲနေတဲ့လူတွေပါတဲ့နော်အဲ့ဒါအဲ့ဒါနော်အခုကျွန်တော်ပြောသွားရဲဓနုယူဓနုယူမှာဖြစ်တဲ့ပြဿနာကုနော်အဲ့တော့ဟိုကြီးတွေဟိုကြီးတွေကြီးကြံလို့နော်နောက်တစ်ခုကတော့ဒီမှာနမေကအောင်ကိုနိုင်နေတယ်အောင်ကိုအောင်ကိုကိုဆိုအောင်ကိုကိုဆိုရှင့်မြင်းဆောင်ယာနာခနိုင်တိခွန်ကို၃၁၅အောင်လန်ဆိုးလိုင်းကားနေတဲ့ ရင်းနှံကြောင်ကနေစီးစင်းလာတဲ့အချိန်မှာနှစ်ရက်၅လ2025ရက်နေ့မနေ့9နှစ်နာရီနောက်ဆုံးအဆက်အသွယ်ရပြီးတော့မှကြောက်ပတောင်းနဲ့ရင်းနှံကြောင်အကြားဂွေးပြည်ရဲစခန်းမှာထိန်းထိန်းသာထိန်းသိမ်းထိန်းသိမ်းထားကြောင်းကာယကံရှင်ကိုယ်တိုင်နောက်ဆုံးဆက်တွေ့တယ်တဲ့သိန်း80နဲ့ယနေ့နောက်ဆုံးထားပြီးလာရွေးပါနဲ့လာမရွေး60တက်ကိုပို့မယ်လို့ပြောပါတယ်တဲ့နော်ဒါမြေပြင်မှာရှိတရားတွေနော်ခင်ဗျားတို့တိကျလောက်ပါအောင်ဗျာအတိုင်းကြီးတို့ခင်ဗျားတို့ဗျာလောက်ရတယ်ကျွန်တော်တို့အတိုင်းကြီးတို့နော်ခင်ဗျားတို့အောက်ကနော်အဲ့အရာကြီးကမြေပြင်မှာရှိတရားတွေပါနိုင်ငံတော်ဝန်ကြီးချုပ်ကြီးနဲ့ဗာတူချုပ်ကြီးနဲ့နော် ဘာထွေးအုပ်ဆိုရင်ဘယ်လိုခေါ်မလဲကျွန်တော်လည်းမခေါ်တတ်ဘူးထွေးအုပ်ကြီးခဲ့ပြီနော်အဲ့လိုမျိုးတွေအောက်မှာအများကြီးပါခင်ဗျာတော့အဲ့တက်မတော်လေးတိတ်ခါကြပါလေနော်တက်မတော်ရဲ့ဂုံတိတ်ခါလည်းညွှန်းထားတယ်လို့တက်မတော်သားနော်နိုင်ငံရဲ့လူမျိုးကာကွယ်နေတဲ့တယောက်ချင်းစီတိုင်းရဲ့တက်မတော်သားရဲ့ဂုံတိတ်ခါကြီးအရန်ကိုကြာစင်းပါလေခင်ဗျာနော်ပြည်သူတွေတက်မတော်ကိုအမျိုးမျိုးပြအောင်လုပ်အခုအုပ်ကြီးရဲ့နဲ့ပေါင်းလိုက်အကျေရေပေါင်းလိုက်ဖြစ်သားရပါလားပြည်သူတွေဘလို့တွေမှမကြည့်တိုင်းပြီရနော်အခုကျွန်တော်ကတော့ဒါသတင်းပေးဖို့တဲ့တဲကိုတော့ပေါ်တင်ပြောတာနောက်တစ်ခုကကိုဘုံရေးတဲ့အခုနှစ်ထိုးကြီးမြို့ထဲမှာ PDF တွေဝင်နေတယ်တဲ့ဒါဒီနေ့ပေါ့၁၂နှစ်ကြီး၆မိနစ်ကပြေးထားတာ ိုက်ပွဲကတော့မဖြစ်သေးဘူးလေထွေးထပ်ဖို့မယ်တဲ့ကိုဘုံရဲ့တနောင်းပင်လဲရွာဘက်ထွက်သွားကြပြီတဲ့ကိုဘုံရဲ့ဒီတိုင်းဆိုရင်တော့နှထိုးကြီးမျိုးကအခြေအနေမကောင်းဘူးတဲ့ PDF တွေကဝင်ကျင်တဲ့အချိန်ဝင်ထွက်ကျင်တဲ့အချိန်ထွက်တကားမရှိဒါမရှိအခြေအနေဖြစ်နေတယ်တဲ့နောက်နေ့ကြောင်းခွင့်ဖို့အတွက်တော်တော်မလွယ်ကူတော့ပါဘူးလေကိုဘုံရဲ့နှထိုးကြီး PDF တွေကိုကြောင်းမခွင့်ရင်အများကြီးနေပေးစီချင်ပါတယ်တဲ့ PDF တွေအင်းနေအားနဲ့တကားမရှိဒါမရှိဝင်နေတာရက်သိမ့်မချပဲနေရရှိပြီတဲ့ပြည်သူတွေလည်းတော်တော်ကြောက်လန့်နေကြပါတယ်တဲ့ပြည်သူတွေလည်းတော်တော်ကြောက်လန့်နေကြပါတယ်တဲ့ ဒီနေ့လည်းမျိုးသေးကိုပီဒီအက်တွေထပ်ဝင်သွားတယ်တဲ့ကားတွေနဲ့တဲ့မျိုးသေးတော်လှည့်လိုက်ပါသေးတယ်တဲ့ကျေးဇူးပါကိုဖုံးနဲ့နော်နောက်တစ်ခုကပီဒီအက်တွေကတရားရင်းတရားရင်းမှာနေရာမဟုတ်ဘူးတဲ့ရွာတွေမှာဖြတ်ထားတာတဲ့10ရောက်15ရောက်အယောက်20ဖြတ်ထားတယ်တဲ့တိုက်ပွဲပုံတွေရောက်ကိုလူစုပြီးတော့ဝိုင်းတိုက်ကြတာတဲ့နောက်တစ်ခုကကျတော့ဒါဒေါင်းမို့တူဖျားကြီးတို့အဲ့ရွာမှာရှိကြီးကန်းကြီးကန်းရွာဆိုတာအစားမရှိဘူးခုရောက်လာကြပြီတဲ့အဲ့ဒါကျတော့ပခုတ်ကူပဲနော်အဲ့တည်းတွေနောက်တစ်ခုကတော့ဒီသူတယောက်ရဲ့ရင်ခွင့်ချက်ပေါ့တမတော်ကဝယ်ဦးဒီချုပ်ပေါ်မှာရှမ်းပြည်မှာနေပြီးတဲ့စစ်ဆောင်ဘဝနဲ့မြန်မာပြည်မှာလာပေါင်းများစွာ နေရပါတယ်အပူတန်းမကန်နိုင်လုံးလို့ကိုယ့်ရထာနေကိုမြေပေါ်မြေပေါ်မှာဝါနဲ့မတဲနဲ့မိုးကနဲ့နေရရပါပြီဗျာပြန်ကျင်လာပါပြီကိုဘုံကြီးတဲ့တပ်မတော်ရဲ့အရေးကြီးတဲ့ရှမ်းဒေသကကျွန်တော်တို့အတွက်လောကနိဗ္ဗာန်မှာတဲ့မြန်မာပြည်မှာကလှုပ်လဲမစားတတ်တော့ရှိတာလေးတွေကုန်နေပြီတဲ့ရှိတာလေးတွေစားပြီးအေးအေးဆေးဆေးနေကျင်နေကိုဘုံကြီးတဲ့ဘဝကတစ်ကပြန်စားရမယ်ဘဝပါတဲ့ကန်စီမန်တယ်လို့ပေါ့တော့တဲ့ကိုဘုံနဲ့တိုင်း တိုင်းပြည်နဲ့လူမျိုးအတွက်ကိုယ်စိတ်နှစ်ပါးချမ်းသာစွာဆက်လက်ဆောင်ရွက်နိုင်ပါသည်နော်ပြည်သူနဲ့ပြည်ပါသည်ကျွန်တော်လည်းကျွန်တော်ကူညီလို့ပါဘူးနော်အဲ့လိုကျွန်တော်အလူခံနေလို့ပါကျွန်တော်အလူတရားမှမခံဘူးပါအောင်ကျွန်တော်အလူခံဘူးပါလေဆိုရင်အလူဖို့ဆိုပြီးခံနေဆိုကျွန်တော်ပါလာလာရိုက်ပါတော့အဲ့ဒါတော့ကျွန်တော်တို့ပြောနေတာ PDF တွေကကျွန်တော်ကဘာလဲဆိုတော့သူတို့ကတဲ့သူတို့သူတို့ပြောပုံပေါ့နော်ဟိုအခုချိန်မှာ PDF ကလုံးဝကိုဟိုသူတို့ကြာဆုံးသွားပြီဆိုတာသူတို့သိတယ်သူတို့အားကိုးတဲ့ NUG ဆိုရတာလေ ဒီ MNDA ကိုကလာချိုးမှာတက်မတော်လုံတုံကြီးယူပေးလိုက်ရတာတို့ဘာလို့သူတို့ပြောလို့မရတော့ဘူးဘဒုဝတရားဝင်ဆိုရတယ်ဘဒုဝတရားဝင်လဲဆိုတာဒါ PDF ကတိဟိုကတိသွားပြီ PDF ကတိသွားတော့သူကအဲသူကဂိတ်တွေမှာဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတဲ့ PDF စစ်သားများဖြစ်ပြီးတော့တဲ့ဂိတ်ကြီးညာလုံးဝမကောက်ပါနဲ့နော် PDF တွေ PDF တွေ PDF တွေဒီလေမင်းတို့ကိုပြောပါတယ်မင်းတို့ဘောကသွားပြီးတော့အဲ့မှာသူကဒါရေးလဲဆိုတော့အဲ့ဘောမှာကျွန်တော်မက်သွားတယ်နောက်ဒီတောင်ပေါ်လမ်းမှာ PDF ဂိတ်ကဈေးကြီးဆုံးပဲဟာတယ် စစ်တပ်ကတကာတောင်းရင်900တောင်းပဲလေ PDF ကတကာတောင်းရင်900တောင်း900တောင်းတိန်းတောင်းတာလေကြုံဘူးလို့ပြောတာလေတဝဲကတင်လာတဲ့ဆိုင်ကယ်တွေတဲ့ဆိုင်ကယ်လေးကိုတော့လိုအပ်ချက်အရာတဲ့အသုံးပြုခြင်းလိုချခဲ့ပါဆိုပြီးတော့ပြောတယ်တဲ့နော်ငါထိုင်းကတက်လာတော့ကဆိုရဲကားပေါ်မှာပါတဲ့ပစ္စည်းတွေကိုတဝက်ချပြီးတော့ပြီးပြီးတော့သွားတော့တယ်လို့ပြောတယ်ကမာလည်းခုမင်းတို့ရေဘလူးတို့ငဆွဲတို့ဟမ်အဲမင်းတို့ရေဘလူးတို့ငဆွဲတို့ပဲပြောင်းတယ်မင်းတို့အတဝဲပဲဆိုလို့ပါဟမ်မင်းတို့ဒီတော့ဘုံအောင်သွားပြီလားမင်းတို့ဒီတော့အတောင်ဖတ်ပြနေတာ ်လက်နဲ့ကြိုင်ပြီးတဲ့ငွေရတယ်တာတီးပြီးမှလိုတဲ့တချို့တချို့တွေရတဲ့တော်လန်ရေးမပြီးပါသေးနဲ့လို့ဆူတောင်းနေတယ်တဲ့နော်တဝဲကောတန်းကားပတ်မောင်းကြည့်ပါလေအိမ်မပေါင်ရရင်ကန်ကောင်းနဲ့မင်းတို့ PDF တွေအတောင်းဆုံးပဲတဲ့ဓမြတိုက်တယ်တဲ့နော်အခုချိန်ကျတော့မင်းတို့ဓမြတိုက်လို့မရမင်းတို့ခွက်ခေါက်တော့မယ်မျက်ရည်ထူတော့မယ်ကျွန်တော်တို့ PDF ကမတောင်းပါဘူးတဲ့နော်ပြောလာပဲလေဘန်ကောက်ကနေမြောက်ပြည်ကတငယ်ချင်းရှိလို့အလေပြန်သွားတာတဲ့တလန်းလုံးမင်းတို့ဂိတ်တွေကြီးပဲပေးရတာတဲ့တတိတဲ့စော်ကားတာမဟုတ်ဘူးတော့လေလက်တွေ့ကြုံခဲ့လို့ပြောတာတဲ့နော်ဟုတ်ပါတယ်တဲ့တော်တော်မကောက်ချာဘူးလေလာခဲ့စမ်းမှပြကြည့်လို့တဲ့စားတောင်နဲ့ရွှေဘူချားကို အချင်းပြောရရင်မန္တလေးမြေကြီးနာသွားနေတဲ့ကာသမာတိုင်းသိတယ်တဲ့နော်အဲ့ဒါအဲ့ဒါမင်းတို့မင်းတို့မင်းတို့ PDF တွေဟုတ်လားမင်းတို့ဂိတ်ချင်းမတောင်းဘူးတဲ့နော်မင်းတို့ပြည်သူကသိသွားပြီမင်းတို့လက်မခံတော့ဘူးမင်းတို့ကြာချုံသွားပြီမင်းတို့ဝင်လာကြည့်လိုက်လေမယုံမင်းတို့မန္တလေးပဲလို့ပါလို့မင်းတို့ PDF မှသိရင်မင်းတို့နားပါလေတက်မလို့မင်းတို့တရင်ပြေးတော့မှနောက်ဆုံးတရင်မပြေးတော့ငါ့ကိုပေးမယ်နော်ငါ့ကိုလာပေးငါနိုင်ငံတော်စပီကာငါနိုင်ငံတော်စပီကာမဟုတ်နိုင်ငံတော်အတွက်နော်ငါရဲ့ပါငါပါရင်ငါခံယူပြီးတော့ငါစပီကာလုပ်နေတာငါတို့နိုင်ငံငါတို့လူလူအေးချမ်းစေချင်တယ်ငါတို့တက်မတော်သားတွေကိုပြည်သူကအားကိုးနဲ့တက်မတော်တွေကပေါ်ထွက်စေချင်တယ်တက်မတော်စစ်တီမိသားစုကအားကိုးရတယ် ဆင့်တဲ့ရောအဆင့်ဆင့်ကဲတော့နော်စွတ်တော့မှာတောင်းဝင်ထမ်းဆောင်တဲ့နော်ယာရုအဆင့်လိုက်နဲ့ခေါင်းဆောင်ခေါင်းတွေပေါ်ထွက်စေခြင်းနော်အဲ့တော့အဲ့အရာတွေကိုပြောတဲ့ဝင်ကြီးဌာနတောက်အောင်မှာလုံနေတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေနော်အခုအဲ့မြေသေးကိစ္စလည်းမကြမ်းမရှင်းရမယ်ပြင်ဦးလေမှာအဲ့ဒီဖုံးဖို့နော်ဖုံးဖို့ကိစ္စသမရာယူဦးသိန်းစင်ကိုတိုင်းနော်လွတ်တော်ထဲမှာပြန်ပြီးတော့မှပေးထားတဲ့ဟာကိုနော်တိုင်းမှုနဲ့ပိုင်နေဆိုပြီးတော့မှနော်တိုင်းမှုဆိုတာကြာခဲ့ပြီဟိုအရင်တိုင်းမှုနဲ့ပိုင်နေတိုင်းမှုအမျိုးသမီးနဲ့ပိုင်နေဆိုပြီးတော့မှနော်နေစင်းရောခရိုင်ဦးသိန်းမှုကိုတိုင်းအဲ့ခရိုင်ဦးသိန်းမှုရဲ့နာမည်လည်းတိတိမတော်သေးဘူးနော်နော်တခါလည်းခင်ဗျားတို့ ်ခင်ဗျားတို့ပြည်သူလူထုအရှောင်းမလုံးနဲ့နော်အေးကျောင်းကအမှန်တရားဘက်ကရက်တည်ပြီးမှအဲ့ဒါနော်ဆာရဲဆာနဲ့အနေနဲ့လွတ်တော်တွေကနေပြီးတော့မှပြန်ပြီးတော့မှပေးခိုင်းတာကိုခင်ဗျားရှိတယ်ဆိုပြီးတော့လူပါဝကလည်းထုံးဖို့ထုံးဖို့ဒီကမှာကြာရအောင်အိုင်အောင်ကြီးကအောင်ကြီးကသူဖြစ်တာခဏလာပဲရှိသေးတယ်အဲ့အောင်ကြီးကမှမသိဘူးအရင်အောင်ကြီးတွေလှုပ်သွားတာနော်အဲ့အောင်ကြီးတွေပဲလက်မှတ်ထိုးပြီးရောင်းသားတာပြီးတော့ပြည်သူတို့တစ်ဖက်နဲ့လည်းအဒူပိုင်ငါးရီဘဒူငါးဥပိုင်အကွက်ပါဆိုပြီးကြံရည်လောက်သွားတာမြေကြီးခရင်ခရင်ဦးစီးမှုအကွက်လောက်လောက်ပေးရတယ်နော်အေးခဏလောက်တွေ့မယ်နော်ကျုပ်ပစ္စည်းတွေမှာရောက်လာတော့ကျုပ်ကအမှန်ကုန်ကျုပ်အကုန်ပြောမှာအကုန်ပြောမှာဆိုဘာလို့ပြောရလဲဒီလား အရာကကြောက်ကြီးဘာထုတ်ထုတ်ကြီးနော်နိုင်ငံတော်အစင်းစင်းမှာကောင်းဝင်ထမ်းဆောင်နေတဲ့ဌာနဆိုင်ရာဝင်ကြီးတွေကိုကျွန်တော်အထောက်အပံ့ပေးတာအမှန်တရားကိုပေါ်ဆောင်ပေးတာနော်အခုမန္တလေးမှာလည်းတခုအဲ့လိုမျိုးနော်ငွေနိုင်တော့ငွေလိုပေးစားတဲ့မိန်းမတစ်ယောက်ကနော်မြေခွက်တွေဝမ်းမှာလုံနေတာလုံနေတာနော်အဲ့တော့ငွေကြီးတို့ကြီးအဘအဘကိုပြောပါဦးတယောက်လေးနော်ပြောရအောင်မယ်ပြောလို့မရတိုင်းပေါ်တက်အောင်မယ်နော်မင်းတို့အမှန်တရားကိုငွေနဲ့အကုန်လုံးမင်းတို့တိန်းထုံးပြီးတော့ဖျက်ဆီးပလိုက်နော်မင်းတို့ဝင်တန်းဆုပ်ဝင်တန်းပဲ့ငါတော့ပြအနာရှိဆက်လို့ပြောပြီးတာဝင်တန်းဆုပ်ဝင်တန်းပဲ့ 俺哪有标的？云南的那郫都的嘛对不对？郫都的蛋，哪标的了？郫都的蛋，郫都的蛋，没得俺的皮，看你家的郫都也一个蛋，俺标不给你了。俺妈了，我普通不给你了。俺这里有哪样能录啊？喏、really.，大家路云南的嘛吃的多呢，都口感记录呗。啊，口感好喽，俺就标这么个不一样东西。啊嘛，阿爸，文鸡怎么样？怎么样？走了。鸡肉老好了，文鸡的不给你，不算牛逼了。文鸡肉嫩一点了。哎，文鸡肉那跟哪了？好了，我那边那个蝴蝶鸡肉没有，我张宇讲好的。喏，郫都猪猪的阿龙五，那新人的干的他哦，古的账户在哪里哦？ ပြည်သူလူထုကလည်းဥပဒေနဲ့အညီနေထိုင်ပြီးတော့မှအစိုးရအဖွဲ့ဝင်တရရအောက်မှာစုစုတီတီစီစီလုံးလုံးနဲ့ငါတို့ဒီမြန်မာနိုင်ငံဖြစ်ပြီဆိုတဲ့ပြည်တော်စုစိတ်နဲ့တွားရမှာဖြစ်လို့အမှန်တရားကိုပေါ်ဆောင်ပေးနေတာဖော်လန်ဖားနေတယ်မှာမပါဘူးနော်ဖော်လန်ဖားရံပါဘူးဘယ်တော့မှလည်းတက်နေပတ်သက်လို့ဘာနဲ့ဘလူနဲ့မပတ်သက်လို့အခွင့်အရေးမရှိဘူးကိုလိုကိုလိုစားနိုင်တယ်အရေးချင်းရှိတယ်နော်မချမ်းသာရင်နေပလိစီပုံမှန်အလဲလဲတန်းတန်းအဆင့်နဲ့နေနိုင်ထားနိုင်စားနိုင်တောက်နိုင်သွားရင်တာသမီလေးနှစ်ယောက်ရှိတယ်ပညာတတ်အောင်ထားပေးခဲ့နိုင်ရင်ဘဝကပြီးသွားပြီနော်အဲ့လိုပဲပြောချင်တယ်အဲ့တော့ကျွန်တော်လည်းနေမကောင်းဘူး ျွန်တော်တို့နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့အရာတွေတချို့သောအရာတွေကိုပြည်သူလူထုတွေကျွန်တော်ရဲ့တရားကိုစားသုံးနေတဲ့နော်မြေပြင်ကဟိုတရားအမှန်တရားကိုစားသုံးနေတဲ့နော်ဟိုနားထောင်ကြည့်နေတဲ့ဟိုနော်ဟိုပြည်သူလူထုတွေကိုသိစေချင်လို့နော်ကျွန်တော်နေမကောင်းတဲ့ကြားရရလေကျွန်တော်မျက်နှာကြီးရဲနေနော်ကျွန်တော်လိုင်းပေါ်တက်လာတာနော်ကျွန်တော်ဖျားနေတာဖျားနေတာတပတ်လောက်ရှိပြီအဲဖျားနေကြားရရနေမတိတာယူမုံကသူ့ရဲ့ပြည်သူစစ်ကလေးတွေအရေးတကြီးလိုအပ်နေပါတယ်ဆိုတော့ကြီးကားအထက်တရားကျွန်တော်နေရာမှာသွားကြည့်ဘယ်သူသွားဖို့မှာဟဲ့မသွားရဘူးငါငါပြောနော်ကိုစီကိုတက်ပြီးသွားတာဟုတ် ကိုစီကိုထည့်ပြီးသွားတာစီဘိုးကဘလောက်ကုန်လဲသိလား၃သိန်းကျော်ကုန်တယ်။ညောင်ဦးနဲ့ဒီဟာနဲ့ကိုပြင်ဦးလွင်နဲ့ကိုကားတော့စားမှာပေါ့။ဘာကားလဲဆိုတာခမောက်လေလိုင်းပေါ်မှာတွေ့မှာပေါ့။အဲ့တော့ကားတော့အဲကားတော့စီစီအုပ်တဲ့ကားဆိုတော့နော်ကိုပါကိုပြီးတော့ကဲမတိတာယူမှုနဲ့ပါလာတဲ့ဘီသူစစ်ကလေးတွေရောတယောက်ကိုမဟုတ်ငါးလောင်းစီစု